မင်္ဂလာပါရှင်ဒီတစ်ပတ်ကျမတို့ပန်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမှာကတော့ကချင်အထူးဒေသတဲ့အတွင်းကလီစုများကိုဥက္ကဋ္ဌကြီးမှမောင်းထုတ်ခိုင်းသည့်သတင်းမှမဟုတ်မှန်ဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်အခုရက်ပိုင်းအတွင်းဆိုရှယ်မီဒီယာစာမျက်နှာတွေမှာကချင်ပြည်နယ်အထူးဒေသတဲ့ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်ဥက္ကဋ္ဌကြီးကနေ လီစုလူမျိုးတွေကိုမောင်းထုတ်ခိုင်းတဲ့ရုတ်တံဖိုင်တစ်ခုပြန့်နှံ့ခဲ့ရ၎င်းတရင်မှာမဟုတ်မမှန်လှုပ်ချန်ထားခြင်းသာဖြစ်ပြီးဥက္ကဋ္ဌကြီးနာမည်ပျက်စီးစေရန်လှုပ်ဆောင်ခြင်းသာဖြစ်တယ်လို့ပန်ဝါတရင်နဲ့ပြန်ကြားရေးတာဝန်ခံဥက္ကလောင်ပွန်တင်ကပြောပါတယ်လီစုလူမျိုးတွေကိုဥက္ကဋ္ဌကြီးကကချင်အထူးဒေသတည်နေမျိုးတွေဖြစ်တဲ့ကံဖန်၊ချီပွေမျိုးနယ်၊ဆော့လော်မျိုးနယ်နဲ့တမူခုံ၊ဝိုင်းမော်မျိုးနယ်တွေမှာနေထိုင်ခွင့်ပေးထားကရခင်ကလေးကနေအခုချိန်ထိဖြစ်ပါတယ်။ အခုလိုလီစုတွေကိုမောင်းထုတ်နေတဲ့ဗီဒီယိုဖိုင်မှာဥက္ကဋ္ဌကြီးကမောင်းထုတ်ခိုင်းနေဆိုတာကိုပြောနေတာကိုတွေ့ရပါတယ်။ဥက္ကဋ္ဌကြီးကဒေတာမှာလီစုတွေကိုမနေစေခြင်းရင်အစကတည်းကဒီဒေတာမှာခေါ်ပြီးနေရမပေးပါဘူး။အတူတကွနေဖို့အစကတည်းကခေါ်ပြီးနေထိုင်တာလေ။ဒါကိုဥက္ကဋ္ဌမောင်းထုတ်ခိုင်းနေဆိုပြီးနာမည်ဖြတ်နေတာဖြစ်ပါတယ်လို့သူကပြောပါတယ်။ ဒါအပြင်အဆိုပါရုတ်တံဖိုင်မှာပါရှိတဲ့ရက်စွဲကိုကြည်ပါကလည်းခရိုင်ရီတို့မှာကချင်အထူးဒေသအစ်စ်ကိုတိုက်ခိုက်သိမ်းပိုက်ထားတဲ့အချိန်ကာလဖြစ်တာကိုတွေ့ရမှာဖြစ်တယ်လို့သူကပြောပါတယ်။နောက်တစ်ချက်ကရုတ်တံဖိုင်မှာရေးထားတဲ့ရက်စွဲကိုကြည်ကြည်ပါ။12လပိုင်း2024ဆိုတာကိုရေးထားပါတယ်။အဲ့ဒီအချိန်သူတို့ခရိုင်ရီတွေဒေသကိုထိန်းချုပ်ထားပြီးဖြစ်ပါတယ်။ အဓိကကခရိုင်ရီနောက်လိုက်အာတီယိုဟန်ကလုတ်ခိုင်းလာလို့ယူဆလို့ရပါတယ်။ဘာလို့လဲဆိုရင် လီဆူတွေနဲ့ဥက္ကဋ္ဌကြီးကိုရန်တိုက်ပြီးသူကတစ်ဖက်လက်နဲ့လီဆူတွေကို ပြက်စီးယုံဖို့ဖြစ်ပါတယ်။ဒါမှဒေတာမှာအုတ်ချုပ်ရရန်တရားအမြန်လဲပက်နိုင်ပါလေ။အဲ့ဒီလိုမျိုးအောက်တန်းကြတဲ့နီလန်မျိုးစုံနဲ့ဒေတာကပြည်သူတွေကိုစိတ်ဒုက္ခပေးကိုဒုက္ခပေးနေကြတာဟုတ်တယ်လို့သူကထမှန်ပြောပါတယ်။ KIA တို့ကနေကချင်ပြည်နယ်အထူးဒေသတစ်ကိုကျူးကျော်တိုက်ခိုက်သိမ်းပိုက်ပြီးနောက်အုတ်ချုပ်ရေးရန်ရာဖော်ဆောင်ရန်နှီးမျိုးစုံနဲ့ဆောင်ရွက်ခဲ့ပြီးမဲ့လဲဒေသကပြည်သူတွေမှာ KIA အပေါ်ယုံကြည်မှုပျောက်ဆုံးလာတဲ့အတွက်အခုလိုဥက္ကဋ္ဌကြီးနာမည်ကိုအလွဲသုံးစားပြုလုပ်လာတာဖြစ်တယ်လို့လည်းသိရပါဗျ။ကျမတို့ပန်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကချင်အထူးဒေသတစ်အတွင်ဖြစ်ပေါ်နေတဲ့သတင်းထုတ်သတင်းဦးများစီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးနဲ့နိုင်ငံရေးသတင်းတွေကိုကဏ္ဍဆောင်ရင်စွာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ လာမယ့်စနေနေ့မှာလည်းကချင်ပြည်နယ်အထူးဒေသတဲ့အတွင်ဖြစ်ပေါ်နေတဲ့သတင်းတွေကိုဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်ကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်အစီအစဉ်ကိုတော့ဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။